ယ်ကမ်းခြေတောင်တန်းတွေနဲ့အရန်လာပြီးတော့မှ tourist attraction မြို့လေးတစ်မြို့ဖြစ်တဲ့ဟွာဟင်းထဲကအစင်းမြင့်အိမ်ယာ project တစ်ခုလည်းရောက်နေရဖြစ်ပါတယ်။ဒါတော့ရတော့ဒါပင်နယ်ကမ်းခြေအနီးကအစင်းမြင့်အိမ်ယာထဲမှာလုံချင်းအိမ်တစ်လုံးကို9.99 million ဘတ်နဲ့ဝယ်လို့ရမယ်ဆိုတော့တော်တော်လေးတန်တယ်ပေါ့နော်။အဲ့တော့ဒီအိမ်ယာ project တွေမှာဆိုလို့ရှိရင်တခြား town house တွေနဲ့ villa တွေလည်းရှိသေးတယ်။ရရဆက်ပြီးတော့မှကြီးလိုက်ရ။ညာခုနောက်ဆုံးရောက်နေတဲ့နေရာကတော့ဒီအိမ်ယာ project တွေကမှာပင်လယ်နဲ့အနီးဆုံးတနည်းအားဖြင့်ပင်လယ်နဲ့ကဲရဲမှာတည်ရှိတဲ့ ဗီလာတွေရှိတဲ့အပိုင်းလေးရောက်နေရဖြစ်ပါတယ်။ညမှာဆိုလို့ရှိရင်ဗီလာပေါင်း15လုံးရှိပါတယ်ရှင်။ဒီဗီလာ15လုံးအတွက်ဆိုလို့ရှိရင်လည်းဒါရရတို့ထိတ်တဲ့နေမှာပေါ့နော်။ရေကွက်အကြီးထားပေးတာလေ။အဲ့ရေကွက်ကနေရောက်ဆင်းလိုက်တာနဲ့ပင်လယ်ထဲကိုတန်းရောက်သွားမှာဖြစ်ပါတယ်။အဲ့တော့ဒါ exclusive area ထဲမှာမှာပင်လယ်နဲ့အနီးဆုံးနေခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီအိမ်ယာ project ထဲကဒီဗီလာလေးကအရွေးချယ်တင်ဆောင်လို့ရ recommend ပေးချင်ပါတယ်။အဗီလာပေါင်း15လုံးရှိတဲ့ထဲမှာအခုဆိုလို့ရှိရင်ဗီလာတော်တော်များများရောင်းထွက်သွားပြီပေါ့နော်။အဲ့တော့ရရဝယ်လို့ရမယ့်ဗီလာလေးနှလုံးလည်းရှိပါသေးတယ်။ ဒီဗီလာလေးဒါတော့ဒါတလုံးကကြတော့ fully furnished လည်းဖြစ်မယ်ပြီးလို့ရှိရင် decoration အပြည့်အစုံနဲ့ show unit လေးဝယ်လို့ရမှာဖြစ်တယ်လို့နောက်တစ်တလုံးကကြတော့ standard unit မှာ empty house လေးရောက်ဝယ်လို့ရမှာပေါ့နော်ဗီလာလေးကိုကြတော့ဒါ Italian design နဲ့စောက်ထားပဲဖြစ်ပါရဲ့ရှင်။အဲ့တော့ရအခုတစ်ချက် show ယူနေလေးကိုလိုက်ပြပေးစင်ပါရဲ့။ဒါဒီဗီလာရဲ့ခြံအကျယ်ဝန်းကကြတော့360 square meter အကျယ်ဝန်းရှိပါတယ်။အဲ့ဒီမှာမှအိမ်ရဲ့အကျယ်ဝန်းကကြ269 square meter အကျယ်ဝန်းရှိပါရဲ့ရှင်။ဒါတို့ဝင်ချင်းမှာဆိုလို့ရှင်ကားနဲ့စီလောက်အပါလေးထူရမယ်ကားပတ်ကင်းရှိမယ်ပေါ့နော်။နောက်ပြီး ဒီမှာရအိမ်ထဲမဝင်ခင်အရင်ဆုံးမိတ်ရုံးလေးလိုက်ပြပေးချင်ပါတယ်မိတ်ရုံးလေးကတော့ဒီအိမ်နဲ့ဘေးမှာရှိပါတယ်ရှင့်ဒါမိတ်ရုံးလေးကိုအပြင်မှာဒီလိုတက်လုပ်ပေးထားရယ်ပေါ့နော်အခုရောက်တစ်ချက်လောက်အင်းထဲဝင်ကြည့်ကြပါမယ် ဒီအိမ်လေးရရဝင်လိုက်တာနဲ့ပေါ့နော်မျက်စိလည်းအေးတယ်ပြီးတော့ချင်းချင်းဝင်းနေတဲ့ draw လေးတက်တာတက်တာဖြစ်တယ်။ကြံကြီးနေအကုန်လုံးဆိုလို့ရှိရင်လည်းဒါမှပဲ floor တွေပဲတုံးပေးထားတာပေါ့နော်။အော်ဒီမှာဆိုလို့ရှိရင်ရတို့ဒါလှေကားရဲ့အောက်မှာလည်းနေရာလို့မကြံအောင်လို့ပေါ့နော် slogan လေးလည်းထားပေးထားသေးတယ်။ရောက် living room ကတော့ဒီမှာရှိပါတယ် living room ဆိုလို့ရှိရင်လည်းတော်တော်ကြီးမှကျယ်တယ်ပေါ့နော်ပြီးတော့အလင်းကောင်းကောင်းဝင်အောင်လို့ဒါ glass window လေးလည်းတုံးပေးထားတဲ့အခါကျတော့အလင်းလေးလည်းဝင်တယ်ပြီးရင် ဒီမင်းရိုးနဲ့တစ်ဖက်ချမ်းမှဆိုလို့ရှိရင်တော့ dining လေးရှိပါအရှင် kitchen ကကြတော့ဒီ dining နဲ့နည်းနည်းချင်းချင်းမှာ kitchen လေးရှိပါတယ်ဒါကိချာတော့လုံးဝအင်ရှင်မရဲ့အကြိုက်ပဲပေါ့နော်ကြည်ကြင်ဝန်းလေးလုတ်ပေးချတယ်ပြီးရင်ကပ်နက်လေးလည်းပါသေးတယ်ပြီးရင်ရတော့ဧည့်သည်တောင်းတဲ့တွေလာလို့ရှိရင်အသုံးပြုဖို့အတွက်ရေချိုးကန်အင်တာတွဲရက်နဲ့ Commodore WC လေးလည်းပါသေးရပေါ့နော်ရေချိုးကန်ဆိုလို့ရှိရင်ဒီသက်မှန်ကန်လေးနဲ့ကန့်ပေးထားတယ်ပြီးရင်ဘိုးတိုင်းပါတယ်ပြီးစင်ပါတယ် ဒီတစ်ဖက်မှာဆိုလို့ရှိရင်တော့ဒါရတော့ဒိုင်းနင်းရဲ့အနီးမှာ live food တွေပါရင်လှုပ်ထားဖို့အတွက်ဆိုလို့ရှိရင်လည်းအဲကောင်တာလေးအပြင်ကို Iceland လေးပါချိတ်ပေးထားသေးရပါတော့။ပြီးရင်ရတော့အပြင်မှာဆိုလို့ရှိရင်တော့ဒါအနားယူအပန်းဖြည့်ဖို့အတွက် space လေးလည်းရှိပါသေးရဲ့ရှင်။တချာဒါရတော့ living ရနေအပြင်ထွက်လိုက်မယ်ဆိုလို့ရှိရင်တော့ outdoor space လေးရှိရပါတော့ဒီမှာရတော့အနားယူလို့ရမယ်ဘန်းဖြည့်လို့ရမယ်နောက်မှာဆိုလို့ရှိရင်လည်းဒါနေပုံနေရာဖြစ်တဲ့အတွက် greenery area အနေနဲ့ထားပေးထားရပါတော့ဒါဖြစ်မှာဆိုလို့ရှိရင်လည်းဟိုမှာ ဲ့တော့ချစ်စရာလေညနေပြီးပါရဆိုလို့ရှိရင်ရတို့အမကော်ဖီတောက်ပါတောက်နိုင်လို့ရအောင်မယ်အဲ့တော့အိတ်ခမ်းလေးတွေကကြောင်အပေါ်ထက်မှာရှိပါရှင်ဒီအိမ်ကကြတော့အိတ်ခမ်း၃ခန်းပါတယ်ရေချိုးခန်းအိမ်သားကကြောင်၄ခန်းပါတာပေါ့နော်အခုဒီအောက်မှာတော့ common wc လေးရှိပြီးသွားပြီဆိုတော့အပေါ်မှာအဲရထင်တယ် master bedroom ၃ခန်းဖြစ်လိမ့်မယ်အဲ့တော့ရတက်ကြည့်ရအောင်တ aya လေကားလေးကိုဆိုလို့ရှင်လေခလီရောလူကြီးရောတက်လို့လွယ်အောင်လို့ပြပြလေးလုပ်ပြီးချရပါတော့ တော့အခုအပေါ်ထဲရောက်လာတဲ့စီလင်ကလည်းတော်တော်လေးမှမြင်တယ်တော်တော်လေးလေကားဒီဇိုင်းတွေကလှနေတာပေါ့နော်အခုအပေါ်ရောက်ပြီဆိုတာနဲ့သူကကြမ်းခင်းနေအကုံလုံးကို Hollywood တွေနဲ့လုပ်ပေးထားတယ်ပြီးရတော့အပေါ်တက်တက်ချင်းပါတယ်ဒီမှာ runner လေးရှိပါရဲ့ရှင့်ရောက်လေကားနေတက်တက်ချင်းမျက်နှာရှင်းဆိုင်မှာဆိုလို့ရှင့်တော့အိတ်ခန်းလေးတစ်ခန်းရှိပါရဲ့ရှင့် ။ဟောဒီခန်းလေးရောက်တာမှဇာဘက်ဝင်လေးပဲဖြစ်ပါတယ်။ဟိုဘေးမှာလည်း glass window လေးတွေပါတဲ့အခါကျတော့အလင်းလေးလည်းကောင်းကောင်းရရတယ်။ပြီးတော့ view လေးလည်းကြည့်လို့ရအောင်ပဲပေါ့နော်။ဘက်မှာဆိုရင်အေးချိုကန်အင်တာလေးရှိပါတယ်။တရရတို့ဒီဘက်မှာဆိုလို့ရှိရင်လည်းအဝေးလဲဖို့အတွက် space လေးလည်းထားပေးထားတယ်။ရေချိုးကန်အင်တာလေးမှဆိုလို့ရှိရင်ပိုတိုင်းပါတယ်၊ဘေးစင်ပါတယ်။ပြီးရေချိုးကန်တော့ဂျာဒီတက်မှန်လေးနဲ့ကန့်ပေးထားပါတော့။အဲ့တော့ဒီခန်းလေးကြီးလည်းကဲ့ရဲ့မှာဆိုလို့ရှိရင်လည်းနောက်ထပ်အိတ်ခန်းလေးရှိသေးတယ်။မရှိရ ဟိုဒီဘက်ထင်မှဆိုလို့ရှိရင်တော့အိတ်ခန်းနှခန်းရှိပါတယ်အခုပထမဆုံးအနေနဲ့ဒီဘက်အိတ်ခန်းလေးကြီးကြီးပါမယ်ဒါဒီအိတ်ခန်းလေးကနောက်ထပ်မာစာဘက်ရုံလေးတစ်ခန်းပဲဖြစ်ပါတယ်တော်တော်လေးလည်းကျယ်တယ်ပြီးလို့ရှိရင်ဘေးမှာဆိုလို့ရှိရင်လည်းဘယ်ကွန်နီလေးလည်းပါသေးရပါတော့ဒီဘယ်ကွန်နီကနေဆိုလို့ရှိရင်အပြင်ကပန်းခြံလေးတွေရောကြီးလို့ရမယ်ဒါဒီအခန်းလေးကတော့ရတော့အိတ်ခန်း၃ခန်းရှိတဲ့အထက်ကမှအကျယ်ဆုံး မဆာဘတ်ရူမ်ပဲဖြစ်ပါတယ်။ရဝင်ဝင်ချင်းမှာရေချိုးကအင်တာလေးရှိရပါတော့။ဟောရေချိုးကအင်တာလေးမှာမှတို့ကလေဘတ်တက်လေးပါပါသေးရဲ့။ဒီမှာဆိုပူတိုင်းပါတယ်၊ပီစင်ပါတယ်ပြီးတော့ဘတ်တက်လေးလည်းပါတယ်။ရေချိုးကဆိုလို့ရှိရင်လည်းတေးသေးသေးမှန်ကန်လေးနဲ့ကပ်ပေးထားရပါတော့။ဒါဒီအိမ်ခန်းလေးကကြတော့သူကနောက်ထပ်ဘဂိုနီအကျယ်ကြီးပါပါသေးတယ်။ဒါအိတ်ခန်းထဲမှာမှာနောက်ထပ် private living room လေးထားပေးထားသေးတယ်။ရောက်ဒီကနေပြီးတော့ ပင်လယ်ကိုလှမ်းပြီးတော့ကြည့်လို့ရမှာဆိုတော့အရန်ကိုမှမိုက်တယ်ဒီနန်းလေးရလေဒါဒီဗီလာလေးဆိုလို့ရှိရင်အိတ်ခန်း၃ခန်းပါတယ်ဘတ်ရူးအနေနဲ့ကျတော့၄ခန်းပါတယ်ပေါ့နော်နောက်ပြီးကပ်ပက်ကင်း၂စီးအပြင်ဒါပေမဲ့မိတ်ရုံလေးလည်းပါသေးတယ်ဈေးနှုန်းအားဖြင့်ဆိုလို့ရှိရင်တော့33.99 million ဘတ်နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်။ဒါမှဆိုရအခုလိုက်ပြခဲ့တယ်လို့ပဲပေါ့နော်။ decoration နဲ့အကုန်ပါမယ်။ပြီး furniture တွေလည်းအကုန်ပါမှာဖြစ်ပါရဲ့ရှင်။အဲ့တော့နောက်ထပ် standard unit လေးလေးရောက်ဝယ်လို့ရအောင်မယ်ပေါ့နော်။ ။ရောက်စတန်နဲ့ယူနီဗီလာတွေကိုတော့29.99မီလီယံဘတ်နဲ့ဝယ်လို့ရမှာဖြစ်ပါရဲ့ရှင်။အခုမြင်နေရရေဥကန်ကြတာဗီလာ15လုံးအတွက်ထားပြီးထားတဲ့ရေဥကန်လေးပေါ့နော်။ပြီးမှဆိုလို့ရှင်ရေဥကန်အကြီးလေးရှိသေးတယ်။အဲ့ဒါကကြတော့ဒါရေတို့ဒီအင်ယာ project တွေမှာရှိတဲ့ town house တွေ single house တွေအသုံးပြုဖို့အတွက်ထားပြီးထားတဲ့ common swimming pool လေးပဲဖြစ်ပါတယ်။ဒါပင်လယ်နဲ့ကြားထဲမှာဆိုလို့ရှင်ရေတို့သဲတောင်ပင်လေးပဲခံတော့တာပေါ့နော်။ဒါဒီအင်ယာ project လေးကကြတော့ဝါဟင်းမြို့မှာမှာပင်လယ်နဲ့နီးတဲ့အင်ယာ project လေးဖြစ်တာဖြစ်တဲ့အတွက်ရတော့ holiday home အနေနဲ့ပဲဖြစ်ဖြစ် second home အနေနဲ့ပဲဖြစ်ဖြစ် ဝယ်လို့ရပါတယ်ရှင်ပြီးတော့ရောက်ပြန်ငားမယ်ဆိုလို့ရှင်လဲဒီအင်ရလေးတွေကပုံမှန်အင်ကမ်ရနိုင်အောင်ပါပေါ့နော်အဲ့တော့ investor ရဲ့အနေနဲ့လည်းအရန်ကိုမှအဆင်ပြေပါတယ်ဒီတော့ဒီအင်ရ project တွေက town house တွေဝယ်ခြင်းလို့ပဲဖြစ်ဖြစ် single house တွေဝယ်ခြင်းလို့ပဲဖြစ်ဖြစ် villa တွေပဲဝယ်ခြင်းလို့ပဲဖြစ်ဖြစ်အခုပဲရတဲ့ luxury properties thailand page ရဲ့ page messenger နေပဲဖြစ်ဖြစ် whatsapp number ကနေပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်ရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးရတဲ့ငောင်းပတ်ပေးလိုက်ရပါတယ်နော်